င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ငလင်တန်းဘေးတင့်နေတဲ့စင်ကူးမြို့နယ်လက်ပံလာရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်တာကြောင့်ရွာထဲမှာမိလောင်နေပြီးရွာလုံးကျွတ်ထွက်ပြေးနေရပါတယ်။စကိုင်းမြို့အနီးကိုဗဟိုပြုကပြင်းအား၄.၁အဆင့်ရှိတဲ့မြေငလင်ထပ်မံလှုပ်ခတ်သွားပြီး ငလင်ကြီးလှုပ်ပြီးနောက်ပိုင်းမှာငလင်ငယ်တွေနေ့စဉ်လှုပ်ခတ်နေတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းစင်ကိုမြို့နယ်လက်ပံလာရွာကို အကြက်ဖက်စစ်တပ်ကမနစ်ကညနေပိုင်းအချိန်က လေနဲ့ဘုံကျဲတက်ခိုက်တာကြောင့်ရွာထဲမှာမိလောင်နေပြီးရွာလုံးကျွတ်ထွက်ပြေးနေရလို့ဒေသပြည်သူတွေကရန်ကုန် ခေတ်တည်တဲ့နာကိုပြောပါတယ်မလ31ရက်နေ့ညနေ6နာရီဝန်းကျင်လောက်ကစင်ကိုမြို့နယ်လက်ပံလာရွာကို လေနဲ့ဘုံကျဲတက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲလို အကြက်ဖက်စစ်တပ်ရဲ့လေချောင်းနဲ့ဘုံကျဲတက်ခိုက်မှုကြောင့်ကျေးရွာအတွင်းမှာမိလောင်နေပြီး ြီးပြည်သူတွေမှလည်းရွာလုံးကျို့ထွက်ပြေးနေရလို့ဒေသပြည်သူတွေကပြောပါရယ်ပြည်သူတွေက ငလင်ဘေးနဲ့စစ်ဆင်းရဲနေခြင်းကိုလေနဲ့ဘုံပတ်ကျဲနေတယ်လို့လည်းဒေသပြည်သူတို့ကပြောပါရယ်ရှင်မကွေးတန်းတဲ့တဲ့ဘုတ်ကိုတက်ဆက်ပြကြပါရယ်မကွေးတန်းစလင်းမြို့နယ်ကကံပြားရွာနဲ့တစ်ခေါက်တောင်ရွာအပါအဝင် ကျေးရွာလေးရွာကိုအကြက်ဖက်စစ်တပ်ကလေနဲ့ဇက်တိုက်ပုံကျဲနေတာကြောင့်ပြည်သူတွေထိခိုက်မှုရှိနေတယ်လို့ဒေါင်းစစ်အောင် LBDF အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မတ်လ31ရက်နေ့မနေ့ပိုင်းကနေစတင်ကဆလင်းမြို့နယ်ကကံပြားရွာနဲ့တစ်ခေါက်တောင်ရွာအပါအဝင်ကျေးရွာလေးရွာခန့်ကိုစစ်တပ်ကလေနဲ့ပုံကျဲတိုက်ခိုက်နေရတယ်ဖြစ်ပါတယ်။အဲလိုအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိပေမဲ့လည်းအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ တယ်။အလားတူမြန်မာနိုင်ငံမှာငလင်ကပ်ဘေးကြုံနေရချိန်မှာ နောင်ချိုမြို့နယ်ကြောက်ကျန်းကျွော်ကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါဗျ။မနေ့ကမတ်လ31ရက်နေ့မနေ့10နာရီ10မိနစ်အချိန်မှာစစ်ကောင်စီတပ်က120မမဘုံးတယ်ဆောင်လိုက်တဲ့ drone နဲ့တကြိမ်လာရောက်ကျဲချတိုက်ခတ်ခဲ့တာကြောင့်ထိမှန်ပျက်စီးမှုရှိခဲ့တယ်လို့လည်း TNL ကသတင်းထုတ်ပြန်ထားပါဗျ။မတ်လ28ရက်နေ့နေ့လယ်ပိုင်းကလည်းနောင်ချိုမြို့နယ်နောင်လင်ကျွော်အတွင်းကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ပေါင်200 50ဘုံနှလုံးကိုလာရောက်ကျဲချခဲ့မှုကြောင့်ဒေသခံနေအိမ်၃လုံးနဲ့စာတင်ကျောင်းဆောင်၂ကျောင်းဟာထိမှန်ပျက်စီးခဲ့ရပါတယ်ရှင်။ ဆက်လက်ပြီးတော့မြင်းကလင်းဘေးဒဏ်ခံစားနေရတဲ့ဒေသတွေမှာမြို့ရွာပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို KIO နဲ့ကချင်လူမှုတရက်လုံးကတက်နိုင်သမျှပံ့ပိုးကူညီဆောင်ရွက်ပေးသွားမယ်လို့ကချင်လူလည်ရေးအဖွဲ့ KIO ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ KIO တပ်ဖွဲ့တွေအနေနဲ့မြင်းကလင်းဘေးဒဏ်ခံစားနေရတဲ့ဒေသတွေကိုတွားရအကူအညီပေးဖို့အတွက်အခက်အခဲတွေရှိနေပေမဲ့လည်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုနေ့ညမပြတ်အားကျိုးမတွက်ဆောင်ရွက်နေကြတယ် တယ်။အသင်းအဖွဲ့တွေလူပုတ်ကိုတိုးခြင်းစီနန္ဒကာကလာရောက်ကူညီတဲ့အဖွဲ့အစည်းတွေကိုအထူးလေးစား ကျေးဇူးတင်ဂုံပြုတ်မှတ်တမ်းတင်အပ်တယ်လို့လည်း KIO ကပြောပါတယ်။ဒါအပြင်အင်အားအလွန်ပြင်းထန်တဲ့မြင်းကလင်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့မန္တလေးတိုင်း၊သကိုင်းတိုင်း၊ရှမ်းပြည်တောင်ပိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းအတွင်းကမြို့ရွာတွေမှာလူသက်များစွာတေဆုံးပျောက်ဆုံးထိခိုက်ဒဏ်ရာရတာ၊လူနေအိမ်တွေအဆောင်တွေပျို့ပြက်ပျက်စီးတာ၊လမ်းတံတားတွေပျို့ကျတာနဲ့လူနေမှုဘဝများစွာပျက်စီးဆုံးရှုံးတာတွေဖြစ်ပေါ်ခဲ့ရကိုတွေ့ရှိခဲ့တာကြောင့် KIO နဲ့ကချင် င်လူမှုတရက်လုံးထပ်တူကြေကွဲဝန်းနေရတယ်လို့လည်း KAYO ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းငလင်တဲ့ရင်တဲ့ဘုတ်ကိုတက်ဆက်ပြကြပါရယ်စကိုင်းမြို့မှာငလင်ကြတကြဒီတာတိလရှင်စတဲ့နိုင်ပြိုကြခဲ့ရပြီးဗရဏနာယကဆရာတော်အပါဝင် ကိုးဟာတည်ဆုံးခဲ့တယ်လို့အဲ့ဒီစာတင်တိုက်ကသတင်းထုတ်ပြန်ထားပါရယ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တကြဒေတာတိလရှင်စာတင်တိုက်ကဗာရဏနိုင်ကဆရာကြီးဖျားတပါအကျိုးဆောင်နိုင်ကစာချဆရာနှစ်ပါစာတင်သားဆရာလေး၃ပါကျောင်းအမအလှရှင်၃စုစုပေါင်း၉ဦးဟာတည်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်တိုက်အုပ်နိုင်ကဆရာကြီးဖေဟာဒေါ်ပဝနာထေရီနဲ့ ဒေါ်ကုသလဝဒီနှစ်ပါးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပေမဲ့အသက်အန္တရာယ်စိုးရိမ်ပွေမရှိဘဲလက်ရှိမှာစေကူတမှုခံယူနေရလို့လည်းသိရပါဗျ။ငလင်ကြဇမူဒီပစာကြည့်တိုင်းနဲ့ခိုင်ရင်နာယကစံကြောင်းចောင်းဆောင်နှစ်ဆောင်ဟာလုံးဝပြိုကျပျက်စီးသွားခဲ့ပြီးဖယားနှစ်စုနဲ့ကြံចောင်းဆောင်ရှစ်ဆောင်ဟာအက်ကွဲပျက်စီးခဲ့ပြီးចောင်းဆောင်အလုံးနေထိုင်ဖို့အန္တရာယ်ရှိနေတဲ့အနေအထားဖြစ်နေရလို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့နေပြည်တော်မှာငလင်တန်းကြောင့်စစ်တပ်အဆောက်အုံတွေ ပြိုလဲခဲ့ပြီးစစ်သားတရာဝန်းကျင်သေဆုံးနိုင်တယ်လို့တပ်သတင်းမြစ်တွေကိုကိုကက CDN ဗိုလ်ကြီးစင်ရောကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်သခိုင်းငလင်ကြောင့်နေပြည်တော်ကစစ်တပ်အဆောက်အုံတွေပြိုကျခဲ့တယ်လို့တပ်နယ်တစ်ခုလုံးမှာလည်းစစ်သားအ ਨੇ ဆုံးတရာဝန်းကျင်သေဆုံးနိုင်ပြီးဂရင်တထောင်စစ်ရုံမှာလည်းဂရင်မလောက်ငတာတွေများနေတာကြောင့်ထိခိုက်ဒဏ်ရာရတာလူတထောင်ဝန်းကျင် ရှိနိုင်တယ်လို့ CDN ဗိုလ်ကြီးစင်ရောကရှင်းပြပါရယ် ဒါအပြင်လက်ရှိမှာအကြမ်းဖက်စစ်ကောင်းဆောင်ကအပြက်စီးတွေကိုရှင်းလင်းလုတ်ခိုင်းရမှာသူ့ရဲ့ကပိုက်ဆောင်တပ်တွေကိုသာလုတ်ခိုင်းနေပြီးအခြားတပ်တွေကိုအဝင်မခံဘူးလို့လည်းသိရပါဗါတယ်။အဲဒီလိုစစ်ရုံးတွေပြိုကျရတာဟာဂျီးတက်လို့ခေါ်တဲ့စစ်အင်ဂျင်နီယာတပ်တွေရဲ့ပစ္စည်းခိုမှုနဲ့ငွေတွေခိုးယူမှုကြောင့်အပြင်အ мян လက်တန်းလုတ်ဆောင်ခဲ့မှုတွေကြောင့်ဖြစ်တယ်လို့လည်းပိုကြီးစင်ရောက ပြောပါဗါတယ်။နေပြည်တော်ကလှုပ်ဝဲဥမင်လှိုင်ကောင်းဟာလည်းလက်ရှိမှာလှုပ်ခတ်တဲ့ငလင်ကြပြိုကျဖို့ရခိုင်တို့ ုံးတွေများနေတယ်လို့လည်းဆိုထားပါဗျ။လက်ရှိမှာနေပြည်တော်မှာငလင်ကြောင့်ပြိုကျတဲ့အဆောင်တွေမှာမင်းအောင်လိုင်းနဲ့စိုးဝင်းပါဝင်ဗိုလ်ချုပ်တွေအတွက်အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ခိုအောင်ဖို့နေရာတွေပါဝင်နေတယ်လို့လည်းသိရပါဗျ။ဒါအပြင်အရန်စစ်လက်နက်ပစ္စည်းတွေ၊အရန်ခရမ်း၊အရန်လက်နက်တွေထားရှိရာနေရာတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျရှင်။ မန္တလေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းအမရပူရမြို့နယ်ဘုံအိုကျေးရွာမှာမြင်းကလင်းဒဏ်ကြောင့်ဗလီသုံးလုံးဟာပြိုကျခဲ့ပြီးလူသေးအလောင်း900ကျော်ကိုတူးဖော်ရရှိထားကာဆက်လက်ပြီးတူးဖော်ဖို့အတွက်အကူအညီတွေလိုအပ်နေလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရယ်မလ28ရက်နေ့ကလှောက်ခတ်ခဲ့တဲ့မြင်းကလင်းဒဏ်ကြောင့်အမရပူရမြို့နယ်ဘုံအိုကျေးရွာကရကန်းတော်မြောက်ဗလီအလဲဗလီတံပြာချံဗလီတို့အတွင်း ပြည်သူတွေဝိပုနေစင်မှာပြိုကျခဲ့တာကြောင့်မနေ့ကတည်းလူဦးရေ900ကျော်အလောင်းတွေ့ရှိထားပြီးဆက်လက်တူးဖို့ရှာဖွေနိုင်ဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရပါဗါးတူးဖို့ရရှိထားတဲ့အယုတ်အလောင်းတွေကိုမြေတကျင်းကိုအလောင်း9လောင်းထက်ကမြုပ်နှံတကြိုပေးခဲ့လို့လည်းသိရပါဗါးမြေငလင်ဒန်တဲ့ဘုံအိုကြည့်ရမှာလူဦးရေ1000ကျော်နေထိုင်ပြီးငလင်ဘေးဒဏ်ကနေလွတ်မြောက်လာသူတွေကိုဘလုံးခွင်းထဲမှာယာယီတဲထိုးကနေရာချထားပေးထားပြီးအေး ေါ်တောက်တုံးရေဆေးဝါးနဲ့အစားအသောက်တွေလိုအပ်နေတဲ့အတွက်ကြောင့်မိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပေးစေလိုကြောင်းလည်းမြစ်တာရက်ခံထားပါရရှင်။ ဒီတစ်ခါမှာတော့စကိုင်းမြို့အနီးကိုဗဟိုပြုက ပြည်အား၄.၁အဆင့်ရှိတဲ့မြေငလင်လှုပ်ခတ်သွားကြောင်းအမေရိကန်ဘူမိဗေဒငလင်စောင့်ကြည့်ဖွယ် USGS ကတင်းထုတ်ပြန်ထားပါဗယ်။ယနေ့ဧပြီလ၁ရက်နေ့မြန်မာစံတော်ချိန်နဲ့တနင်္လာ၄၀မိနစ်မှာမြေငလင်လှုပ်ခတ်သွားတာဖြစ်ပြီးစကိုင်းမြို့အနောက်မြောက်ဘက်၄ကီလိုမီတာအကွာကိုဗဟိုပြုကမြေငလင်လှုပ်ခတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ငလင်ကြီးလှုပ်ပြီးရဲ့နောက်ပိုင်းမှာညတိုင်းမှာငလင်ငယ်တွေလှုပ်နေရလို့လေဒေသခံ ြည်သူတို့ကပြောပါတယ်။မလ28ရက်နေ့မွန်လွယ်12:52မိနစ်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းမန္တလေးနေပြည်တော်စကိုင်းအဲ့ဒီမြို့တွေအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေကပျက်စီးမှုများစွာဖြစ်ပေါ်နေပြီးလူထောင်ချီတေဆုံးခဲ့လို့လည်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါအားရရန်ကုန်ခေတ်တည့်ရဲ့မနက်ခေတ်တည့်နေ့ကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ